တထုံမြို့နယ်ဒုံဝန်းကျေးရွာဒုံဝန်းပူရာအနီးရန်ကုန်မော်လမြိုင်ရထားလန်ထတာအမှတ် BR 75မှာထောင်ထားတဲ့လက်လုံမိုင်းတွေကိုသက်ဆိုင်ရာကအချိန်မီဖေရှားရှင်းလင်းနိုင်ခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့နှိစက်သူတွေရဲ့ပြောကြားချက်တွေအရသိရပါဗျ။မေလ18ရက်နေ့မနက်၈နာရီခွဲခန့်ကအဆိုပါတထုံမြို့နယ်ဒုံဝုံးကျေးရွာဒုံဝုံးဘူရာအနီးရန်ကုန်မော်လမြိုင်ရထားလမ်းမိုင်တိုင်းအမှတ်120မြင်းဆောင်23နဲ့24ကျောင်းမှာရှိတဲ့တရားအမှတ် BR 75မှာထောင်ထားတဲ့လက်လုံမိုင်းတွေကိုဒေသခံတွေကတွေ့ရှိပြီးသက်ဆိုင်ရာကိုအကြောင်းကြားခဲ့တာဖြစ်တယ်လို့လုံခြုံရေးတပ်ဖွဲ့နဲ့နှိစက်သူတို့ကပြောပါဗျ။ ၎င်းကဆက်လက်ပြီးအဲ့ယထာလန်6ခုတရက10ပေလောက်ပဲရှိပါတယ်။ယထာတန်လန်နဲ့ဇလီဘားတုံးပေါ်မှာဒေသနရလက်လုတ် remote mine ၃လုံးထောင်ထားတာကိုတွေ့ရလို့တပ်ဆိုင်ရာကအချိန်မီတွားရောက်ပြီးတော့အသက်မဲ့အောင်ပြုလုပ်နိုင်ခဲ့ပါတယ်။ပြီးတော့အဲ့ဒီလက်လုတ် mine တွေကိုဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့သိရပါတယ်လို့ပြောပါတယ်။အဲ့နောက်လုံချိုရေးတပ်ဖွဲ့ဝင်တွေကယထာလန်နဲ့ယထာလန်ဝင်းကျင်နေရာတွေကိုနေမြေရှင်းလင်းရေးဆောင်ရွက်ခဲ့တယ်လို့သိရကြောင်းလဲ၎င်းကအဆက်ပြောပါရစေ။ ပြီးခဲ့တဲ့မေလ6ရက်နေ့မနက်9:00နာရီခွဲဝင်းကျင်အချိန်ခန့်ကလည်းအစောပိုင်းဖီလေးမြို့နယ်ကောကတုတ်ကျေးရွာအုပ်စုတင်တော်ကြီးကျေးရွာအနီးရန်ကုန်မြို့မြရထားလမ်းနှင်းပလဲဘူရာနဲ့တောင်စွန်းဘူရာအကြောင်းရထားမိုင်တိုင်အမှတ်132မြင်းဆောင်10နဲ့17ကျားမှရှိတဲ့ ပင်ရှင်းဆယ်ခန့်အရှိရှိတဲ့တရာအမှတ်65ဒေတာအခေါ်စင်ယိုးချောင်းတရာချောင်းကူတရာဟာဒေတာအခေါ်စင်ယိုးချောင်းယထာချောင်းကူတရာဟာမိုင်းထောင်ဖောက်ခွဲခံရပြီးတရာတချမ်းပေ40ခန့်ပြိုကျပျက်စီးခဲ့ပြီးဒီလိုဖြစ်ပွားခဲ့တဲ့အတွက်ရန်ကုန်မြို့လမြိုင်အစုံအစံယထာခီးစင်တွေမေလ6ရက်နေ့ကစတင်ကယာယီဖြတ်သိမ်းခဲ့ရပြီးမေလ10ရက်နေ့မှသာပြန်လည်ပြေးဆွဲနိုင်ခဲ့တယ်လို့သိရပါတယ်